ဒါကိုဘာလို့ခေါ်လဲဆိုတော့ overthinking လို့ခေါ်တယ်အဲ့တော့ overthinking တစ်ခုရဲနဲ့ဘာကြောင့်ဖြစ်နိုင်တယ်လဲဘာယောဂဖြစ်နိုင်တယ်လဲဆိုတာဆုံးဖြတ်ဖို့တော့ခက်တယ်ဖြစ်နိုင်ရင်ရှိတာနှစ်ခုကျွန်တော်ပြောပြရရင်တော့ဒီ anxiety ကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ depression ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကသူများနဲ့မတူဘဲနဲ့ဒီ multi testing နေပေါ့နော်အလုပ်တွေအများကြီးတစ်ခါရဲစဉ်းစားတစ်ခါရဲတွေးပြီးတော့ overthinking ဖြစ်နေရတယ်ဆိုရင်ဒီ PTSD child trauma ပဲပေါ့နော်အဲ့ကနေပြန်သွားမှာပဲအဲဆိုကြပါစို့ ကလေးရွယ်တော့တင်ချာတွက်ပြီးသားပြီပေါ့နော်တင်ချာတွက်ပြီးသားပြီဆိုရင်ပထဝီချက်ပေါ့နော်ပထဝီချက်ပြီးသားပြီပထဝီချက်ပြီးသားဘာလို့ညာလို့ပေါ့နော်တခုပြီးသားပြီဆိုရင်မင်းအင်္ဂလိပ်စာလေ့ကျင့်နေအဲ့လိုမျိုးသဘောပေါ့နော်မင်းနားနေရင်ဘဝမှာနားနေရဆိုရင်မင်းဘဝအောင်မြင်မှာမဟုတ်တော့ဘူးသူတိမို့လဲမင်းအစာမှာအမှတ်ကောင်းတော့မှာမဟုတ်တော့ဘူးအဲ့လိုမျိုးအတွေးပေါ့နော်ကိုယ့်ရဲ့ mindset လည်းဖြစ်ဖြစ်မှာပေါ့နော်အဲ့လိုအတွေးရာနေတစ်ဆင့်ကိုကနားဖို့ကြောက်နေတာအဲ့တော့ စိတ်ကအနာမပေးတော့ကိုယ်စိတ်ကိုအနာမပေးတော့ဘယ်နဲ့ဒီဟိုပါ thinking တွေကပြန်ပြီးတော့ဖြစ်လာတာပေါ့နော်နောက်ဆုံးဒီဟာပဲကိုယ်ကိုပြန်ပြီးဒုက္ခပေးသွားတာပေါ့နော်နောက်တစ်ခု true ကြပြောချင်တာကတော့တက်ချမ်းနေကြပေါ့နော်အဲ့တော့တက်ချမ်းနေကကျတော့ဘာလို့ပါညာလို့ပါအဲဒီမလားအချိန်တစ်ချီသေးစူးစမ်းပါစသဖြင့်ဒီ stereotype တွေကိုထည့်ကြတာပေါ့နော်အဲ့လိုဖြစ်တဲ့လူတွေမှာလဲကိုကအချိန်တိုင်းစူးစမ်းနေတတ်တယ်အချိန်တိုင်းအလုပ်တစ်ခုမှမဟုတ်ဘူးလုပ်နေတတ်တယ်ပေါ့နော်အဲ့ဒါဆိုရင်လည်းဒီဒီ multi-tasking ကနေပြီးတော့ဟိုပါ thinking ဖြစ်သွားတတ်တယ်ပေါ့နော်